ဂျပန်ဝန်ကြီးချုပ်စနိုက်တာကအီချီကထိုင်ဝမ်နဲ့ပတ်သက်တဲ့မက်ချက်ပေးပြီးနောက်မှာတရုတ်နဲ့ဂျပန်ကြားမှာစကားနာထိုးမှုစကားလုံးတိုက်ခိုက်မှုတွေပြင်းထန်လာခဲ့ပါတယ်ဂျပန်ဝန်ကြီးချုပ်ကတရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အနေနဲ့ရှင်သန်မှုကိုချိန်ချောက်ခံရတဲ့အနေအထားဖြစ်သတ်မှတ်ပြီးပြည်ဆောက်သက်တွေကိုအတုံးပြုရမယ်ဆိုတဲ့သဘော ပြီးခဲ့တဲ့တောက်ကြန်နေ့ကပြောခဲ့တာပါ အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံအိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်ဇူးချန်ကအတိတ်ပဲနှစ်ခွာရှိတဲ့ဇာခါနဲ့ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်ပြစ်ရမယ်ဆိုတဲ့အသုံးအနှုန်းနဲ့လူမှုမီဒီယာအိတ်မှာပြောဆိုခဲ့တာပါ သူပြောတဲ့ဇာခါရဲ့တခြားအတိတ်ပဲတွေကတော့အန်ဒီယယ်ကို မကြုတ်ခင်အရင်ရှင်းရမယ်လို့လည်းအတိတ်ပဲထွက်ပါတယ် တနင်္လာနေ့မှာတော့ဂျပန်ဝန်ကြီးများရုံးအသွင်းဝန်ချုပ်မီနိုရူကီဟာရာကတရုတ်ကကောင်စီဝန်ရဲ့မတ်ချက်နဲ့ပတ်သက်လို့ပီကင်းကိုကက်ကွက်စာပို့ထားတယ်လို့ပြောပါရယ်အသွင်းဝန်ချုပ်စုရဲ့မတ်ချက်ဟာအတိတ်ပဲမရှင်းလင်းလာပေမဲ့ဒီလိုရေးဖို့အလွန်ကိုမသိလျော်ပါဘူးလို့လည်းသူကပြောပါရယ်အဲ့ဒီတင်ထားတဲ့လူမှုမီဒီယာ post ကိုလည်းဖျက်ပေးဖို့တောင်းဆိုထားပါရယ် အင်ကာနေမှာတော့အသွင်းဝင်ချုပ်ဂီဟာရာကဂျပန်ရဲ့တရုတ်တနိုင်ငံထဲမူဝါဒဟာအပြောင်းအလဲမရှိဘူးလို့အာမခံချက်ပေးပြီးထိုင်ဝမ်ရဲ့ငြိမ်းချမ်းတည်ငြိမ်မှုဟာဂျပန်နိုင်ငံရဲ့အမျိုးသားလှုပ်ချုပ်ရေးကိုတမက နိုင်ငံတကာအတိုင်းအဝန်အတွက်လည်းမရှိမဖြစ်အရေးကြီးပါတယ်လို့ပြောခဲ့ပါတယ်။